မင်္ဂလာပါဒီဗီဒီယိုမှာတော့ key to happiness သင်ခန်းစာတွေက key number 3ကို standard analysis ပုံစံနဲ့ရှင်းပြမှာဖြစ်ပါတယ်ဆိုတော့သင်ခန်းစာလေးကိုစလိုက်ရအောင်3 be kind and have others ဆိုတော့ဒီမှာလည်းပဲ bath နှစ်ခုသုံးထားပါတယ်ဆိုတော့ဒီမှာ kind kind god မှာ adjective အနေနဲ့သုံးထားတယ်ဒါကြောင့်မလို့အာ bath baby bath နဲ့ကူပြီးတယ်ပေါ့နော် be kind others ဆိုတော့ other မှာ s bound ထားရင်ဒါ noun ပါ be kind others တခြားသူတွေကို be kind ကျင့်တာပါရည်ရင်ကြည့်ကြည့်ပြောဆိုပါ and be or have all of တခြားသူတွေကိုကူညီပေးပါတဲ့ဆိုတော့ပျော်ရွှင်မှုကိုရချင်တယ်ဆိုလို့ရှိရင်တခြားသူတွေကိုတခြားသူတွေအပေါ်မှာကျင်ကျင်နာနာရင်ကြီးကြီးပြောဆိုဆက်ဆံမယ်ပြီးတော့ကူညီပေးရမယ်တဲ့ဟောပြီး survive ကိုကြည့်အောင် treating everyone with kindness ဆိုတော့ဒီမှာ drain noun ကိုတုံးထားပါတယ် drain noun ကို subject နေရာမှာတုံးထားပါတယ်ဆိုတော့ treating ရ drain noun မှာ before ing ပါ treating ရအတိပယပေါင်းသင်းဆက်ဆံခြင်းလို့အတိပယရတယ် treating ပေါင်းသင်းဆက်ဆံခြင်းဆိုတော့သူ့ရဲ့ buff 1ကအာ buff ing ကိုဖြုတ်လိုက်မယ် t r e a t treat ပေါင်းသင်းဆက်ဆံသည်ဆိုတော့ buff ကိုရပါတယ်အဲ့ဒီ buff ကလာတာပါနောက်တစ်ခုက kindness အဲ kind ဆိုတဲ့ adjective နောက်မှာ ness ကိုပေါင်းလိုက်တော့ဒါ noun ဖြစ်သွားတယ် treating everyone with kindness ရင်ရင်ကြီးကြီးလူရင်ရင်ကြီးကြီးနဲ့လူတိုင်းလူတိုင်းကိုပေါင်းသင်းဆက်ဆံခြင်းဟာ is ဖြစ်ပါတယ် another key element of happiness another key element of happiness ပျော်ရွှင်မှုရဲ့နောက်ထပ်အရေးကြီးတဲ့အကြောင်းအရာတစ်ခုအချက်လက်တစ်ခု is ဖြစ်ပါတယ် as of kindness as of kindness ဒီမှာ ecd at at ကကျွန်တော်ဒီမှာ noun နေနဲ့တုံးထားတယ်ပေါ့နော်လောက်ရဲလို့အဓိပ္ပာယ်ရပါတယ် as of kindness ဒီလိုမျိုးအကျင့်အတရားတွေရင်ရင်ကြီးကြီး ပြုမှုဆက်ဆံတဲ့လုံရက်ဒီမှာ have have ရှိပါတယ် the potential စွမ်းအားတွေရှိပါတယ် to make the world a happier place to make the world a happier place ကဘာကြီးကို the world ကဘာကြီးကို a happier place to make a happier place ပို့ပြီးတော့ပျော်စရာကောင်းတဲ့နေရာတစ်ခု ြုလုပ်ဖို့အတွက် then potential စွမ်းအားတွေစွမ်းရည်တွေ have ရှိပါတယ် current to study by psychologists in different countries ဒီဒီမှာတိထားမယ်စကလုံးက study ဒီမှာ study ကဒါ noun ပါ noun အနေနဲ့သုံးထားပါတယ်အဲဘတ်အနေနဲ့လည်းတုံးလို့ရတယ်ဘတ်လည်းတုံးလို့ရတယ်နောင်လည်းတုံးလို့ရတယ် နောက်တစ်ခုက psychologist စိတ်ပညာရှင်များဆိုတော့ဒီနေရာဒီနေရာဒီနေရာမှာလည်းပဲဒီစကလုံးရဲ့ word form လေးတွေကိုတည်ထားမယ်အဲ့သူက psychology ရလာတယ် psychology စိတ်ပညာရဲ့ psychological စိတ်ပညာနဲ့ဆိုင်သော psychologically စိတ်ပညာရဲ့အားဖြင့် psychologist ကတော့ဒါစိတ်ပညာရှင်ပေါ့နော်ဆိုတော့အဲ့ဒီ word form လေးတွေကိုတည်ထားမယ် ဒါဆိုရင်ဘာသာလေးပြန်ကြည့်အောင် in different countries နိုင်ငံအသီးသီးမှာ in different country နိုင်ငံအသီးသီးမှာရှိရဲ by psychologists စိတ်ပညာရှင်တွေက according to study လေ့လာထားတဲ့လေ့လာချက်တွေအရ when you have other people ဆိုတော့ one clause ပါ when you have other people မင်းဟာ တခြားသူတွေကို other people တခြားသူတွေကို one have အကူအညီပေးတဲ့အခါ it is not only good for them it also make you feel happier ဆိုတော့ဒီမှာ underline တထားပါတယ်ဒီအားကျတော့ not only but also grammar နဲ့ဒါရေးထားပါတယ် it is not only good for them သူတို့အတွက် ကောင်းမွန်ရုံသာမက it also make you feel happier ဒီမှာဆိုတော့ make object ban infinitive ကိုသုံးထားတယ်ဒီ verb ကတာ linking verb ဖြစ်လို့သူ့ရဲ့နောက်က adjective ပါလိုက်ထားတယ် it also make you feel happier ဒါကတဲ့ you mean ကို also make feel happier ပို့ပြီးတော့ပျော်ရွှင်အောင်ပြုလုပ်ပေးနိုင်တယ်အဲ mean ရတဲ့တခြားသူတွေကိုကူညီတဲ့အခါမှာ အကူအညီခံတဲ့သူတို့အတွက်ကောင်းနေုံသာမကသူတို့အတွက်လည်းကောင်းယုံသာမကမင်းကိုလည်းပဲအဲ့လိုကူညီပေးခြင်းက also make feel happier ပိုပြီးပျော်ချွင်အောင်ပြုလုပ်ပေးနိုင်တယ်တဲ့ဆိုအကူအညီပေးတဲ့သူကလည်းပျော်ရွှင်မှုရတယ်အကူအညီခံရတဲ့သူအတွက်လည်းဒါကောင်းနေပါတော့ကဲဒါဆိုနောက်တစ်ကြောင်းကိုဆက်ကြည့်မယ် a new survey sorry my as you are v e y survey ဒီကောင်ကကျတော့ဒီစကလုံးကကျတော့ဒီဝက်ကြမှာ तू ကနောက်အနေနဲ့တုံးထားတယ်သူ buff အနေနဲ့လည်းတုံးလို့ရတယ် buff လည်းတုံးလို့ရတယ်နောက်လည်းတုံးလို့ရတယ်ဆိုတော့ survive ဆိုတဲ့အဓိပ္ပာယ်ကလိလာ sensitive ချဲ့လို့အဓိပ္ပာယ်ရတယ် buff တင်နေတုံးမယ်ဆိုရင်တော့လိလာ sensitive လို့အဓိပ္ပာယ်ထွက်ပါတယ် a new survey လိလာ sensitive ချဲ့လိလာ sensitive ချဲ့အတိတ်တစ်ခုကလိလာ sensitive မှုတစ်ခုက has also revealed to for ပြောဆိုခဲ့ပြီးဖြစ်ပါတယ် that ဆိုတော့တကယ်တော့ဝကြကြေးတာတယ်ပေါ့နော်ဒီဝကြကြေးကို reveal လုပ်ခဲ့ပြီးပြီပေါ့ထုတ်ဖော်ပြသခဲ့ပြီးပြီဖော်ပြခဲ့ပြီးပြီပေါ့နော်ဒီဘာကိုဖော်ပြမှာလဲဆိုတော့ generous people sorry မှာ generous adjective ပါ generous with adjective ဟာအာသဘောထားကောင်းသောစိတ်ရင်းကောင်းသောစွန့်ကြဲပေးကင်းသောဆိုတဲ့အဓိပ္ပာယ်လည်းရတယ် စိတ်ရင်းကောင်းတယ်စိတ်သဘောထားကောင်းတယ်ပြီးသူများပုံနဲ့စွန့်ကျင်ပီကန်တက်တော့ဆိုတဲ့အဓိပ္ပာယ်ကိုရတယ် generous people စွန့်ကျင်ပီကန်တဲ့သူတွေဟာ are happier and healthier ပို့ပြီးတော့ပျော်ရွှင်ကြတယ်ပို့ပြီးတော့ချမ်းသာကြတယ် than that those who are not so ဒီမှာ omit လုပ်ထားပါတယ်အပြည့်အစုံရေးမယ်ဆိုရင် than those who are not generous ဆိုတဲ့အဓိပ္ပာယ်ကိုရတယ် who are not generous နော်စိတ်ရင်းမကောင်းတဲ့သူတွေစိတ်သဘောထားမကောင်းတဲ့သူတွေစွန့်ကြဲပေးကမ်းမှုနည်းတဲ့သူတွေလို့အဓိပ္ပာယ်ရတယ်ဒီမှာ those က people ကိုညွှန်တာပါ then those who are not အပြည့်ဆုံးရေးမယ်ဆိုရင် then those who are not generous စွန့်ကြဲပေးကမ်းမှုမရှိတဲ့သူတွေစိတ်သဘောထားမကောင်းတဲ့သူတွေထက် generous people စိတ်ရင်းကောင်းတဲ့သူတွေပေးကမ်းစွန့်ကြဲတဲ့သူတွေဟာ are happier and healthier ပို့ပြီးတော့ပျော်ရွှင်ကြတယ်ပြီးတော့ပို့ပြီးတော့ချမ်းသာကြတဲ့ that ဆိုတော့ a new survey has also revealed လေးလံစမ်းစစ်ချက်ဒီတစ်ခုက has also revealed ထို့ပေါ်ပြသခဲ့ပြီးဖြစ်ပါတယ်ကဲနောက်ဆုံးတစ်ကြောင်းကြည့်အောင် the idea is the idea ဆိုလိုတဲ့အဓိပ္ပာယ်ဟာသဘောကတော့ဆိုတော့ဒီနေရာမှာ the idea is ဆိုတဲ့နေရာမှာ this mean that အဲ့ဒါလေးကိုလည်းသုံးလို့ရတယ်ပေါ့နော်အဲအဲ့ဒီဒါလေးမသုံးခြင်းဆိုရင် the idea is the idea is အဓိပ္ပာယ်ကတော့သဘောကတော့တဲ့ဖြစ်ပါတယ် depth ဆိုတော့ generosity ဒီမှာဆိုတော့ generosity ကဒါ noun ဖြစ်သွားပြီ sona adjective ဒါတော့ now သူအဓိပ္ပာယ်ကစိတ်ရင်းကောင်းတာစိတ်ရင်းကောင်းမှုစွန့်ကြဲပေးကမ်းတတ်မှုလို့အဓိပ္ပာယ်ရတယ်။ generosity အဲ့လိုစိတ်ရင်းစိတ်တဘောတာကောင်းမှုကြီးစွန့်ကြဲပေးကမ်းမှုတွေဟာ give them သူတို့ကိုပေးတယ် them ဆိုတာပေးပေးလို့ပြောတာ give them သူတို့ကိုပေးတယ်ဒါပေးမလဲဆိုတော့ a nice one feeling ကောင်းမွန်သောနှွေးထွေးသောခံစားချက်တစ်ခုကိုသူတို့ကိုပေးတယ် ဘယ်ရှိမှာပေးမလဲဆိုတော့နောက်က1 clock 1 clock နဲ့ကြည့်တာလေ1 be best say thank you 1 be best say thank you လူတွေကကျေးဇူးတင်စကားပြောတဲ့အခါ and ပြီးတော့1 be best show appreciation appreciation ဆိုတာဒီနေရာမှာနောင်းပါအတိပယ်ကတန်ဖိုးထားမှုအတိမတ်ပြုခြင်းလို့အတိပယ်ရတယ်သူ့ရဲ့ buff က appreciate ဆိုတဲ့ buff ဖြစ်ပါတယ် ADE ဆုံးတာပါ appreciate အဲ့တော့ဒီ bad play ကိုလည်းမှတ်ထားအောင်မယ်အဲတမိုးထားသည်အတိမဲ့ပြုသည်လို့အဓိပ္ပာယ်ရတယ် when people say thank you လူတွေကကျေးဇူးတင်တဲ့အခါပြောတဲ့အခါ and ပြီးတော့ when people show appreciation လူတွေကတမိုးထားမှုတွေအတိမဲ့ပြုခြင်းတွေကိုဖော်ပြတဲ့အခါ a nice one feeling ကောင်းမွန်နှွေးထွေးတဲ့ ခံစားချက်တစ်ခုကို generosity give then ဒီစိတ်သဘောထားကောင်းမှုတွေကသူတို့ကိုပေးတဲ့ depth ဆိုတာပဲ is ဖြစ်ပါတယ်ဆိုတော့ပျော်ရွှင်မှုကိုလိုချင်တယ်ဆိုလို့ရှိရင်တခြားသူတွေအပေါ်မှာကျင်နာရမယ်ယဉ်ကျေးရမယ်ပြီးရင်ကူညီပေးရမယ်ဒါဆိုရင်ပျော်ရွှင်မှုတွေရပါတယ်အခုတင်ခဲ့တဲ့ဗီဒီယိုထဲမှာ အာအချင်းလင်းတော့များရှိခဲ့မယ်ဆိုလို့ရှိရင် comment box မှာရှိခဲ့လို့ရပါတယ်ဒီတင်ငင်းစာကတော့ဒီမှာပဲအဆုံးသတ်လိုက်ပါမယ်အားလုံးကိုနှုတ်ဆက်